ားလုံးပဲမင်္ဂလာပါဘောရွန်ချီနီကိုရင်းနေကောင်းချမ်းချမ်းသာကြပါပြီကျွန်တော်ယူကျွ channel လေးဖြစ်တဲ့ MM Football Parent ကနေအားလုံးကိုကြိုဆိုရဲပါနော်ခနေ့မှာကျွန်တော်ပြပူးလုပ်ပြီးကျွန်တော်တော့ England Premier League Brentford နဲ့ West Ham United ပေါ့နော်အဲ့ဒီအရှိမပြောချင်တာဒီနေ့ကျွန်တော်တောင်းတခတ်မှန်ခဲ့တဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် အချို့ပွဲတွေကလည်းမန်နဲ့အချို့ပွဲတွေကလည်းတော်တော်လေးလွဲချော်သွားတာမျိုးတွေအများကြီးပေါ့နော်ဒါ Aston Villa နဲ့ Spurs တို့ပွဲစဉ်မှာတော့ body ဒါမန်ယူနဲ့လီဗာပူးမှာလည်း body ချင်းမှန်တယ်ဗောနော body to score ဆိုတာလည်းမှန်တယ်နောက်ပြီးတဲ့ Spain La Liga ဘက်မှာဆိုရင် LC နဲ့ဒါ Bilbao ရုပ်ပွဲစဉ်ကလည်းဒါ body မှန်တော့တယ်ဂိုးပေါင်းအောင်မှန်တယ် Celta Vigo နဲ့ Real Sociedad လည်းဂိုးပေါင်းအောင်နဲ့ body မှန်တယ်ဗောနော်ဒါ၄ခုကတော့မှန်တော့တယ်လီဗန်ဒီပွဲကတော့အွတ်စင်ကြီးကိုလွဲသွားတယ်ဗောနော်လီဗန်ဒီပွဲကတော့ပပလီကိုလွဲသွားတယ်တွေ့ရတယ် ဒီဗန်ဒေ Z3 ပေါ့နော်ဗယ်ကန်လို့ဆိုမှဟိုဆော့နေတယ်ပေါ့နော်စပိန်အာအီတလီစီးရီးယားမှာဆိုရင်ကိုမိုနဲ့ဂျူဗင်တက်ပေါ့နော်ကိုမိုအတင်းဘော်ဒီမန်နေပေါ့နော်နံပါတ်5ပေါင်းကျွန်တော်အပေါ်လို့ပြောထားတယ်ဂျူဗင်တက်တလုံးရမလို့ကျွန်တော်တွက်ထားတာ哦အာဂျူဗင်တက်တလုံးမရလိုက်ဘူးပေါ့နော်နောက်တစ်ပွဲကကျွန်တော်ကက်ကရီယာရီနဲ့ဘိုလောညာပွဲထဲမှာတော့5ပေါင်းအောက်ဆိုတာတော့မှန်သွားတယ်ဒါပေမဲ့ဘိုတင်းလူစကောနဲ့ဘော်ဒီကတော့မှားသွားတယ်ပေါ့နော်5ပေါင်းအောက်တစ်ခုပဲမှန်သွားတယ်ပေါ့နော်အာဂျန်နာရီကတော့ဆက်ပြီးဆော့ဖို့ရှိတာပေါ့နော်မီလန်ဘွဲကြအောင်ပဲပေါ့နော်မီလန် ီလံဘွဲချအောင်မယ်ဆိုတော့ကဲကျွန်တော်ထင်တာကတော့ကျွန်တော်တုံးတက်ထားတဲ့ဘွဲတွေအလုံးခြုံကြည့်မယ်ဆိုရင်တော့အရှုံးတော့မရှိဘူးလို့ထင်ပါတယ်နော် WhatsApp United နဲ့ Brand Pro ဘွဲတွေမှာတော့ဒါ WhatsApp United က level 20ရှုံးတော့ဂိုးပေါင်းကြီးနှလုံး40ရှုံးကမှပြေးထားတယ်ပေါ့နော် GRC ဒါတိုက်စစ်မှာကြည့်မယ်ဆိုလို့ရှိရင်တိုက်စစ်ဘိုင်းပေါ့နော်တိုက်စစ်ဘိုင်းနဲ့ဇယားအနေထားကိုကြည့်လိုက်မယ်ပေါ့နော် brand pro ကတော့အဆင့်16မှာရှိတယ်။ WhatsApp United ကအဆင့်19မှာရှိတယ်ပေါ့နော်။ဒီပြ gram မှာပေါ့ ဒီပြအဒဂရဟံပေါ်တာပေါ့နော်သူကန်ခဲ့တဲ့ချိန်မှာဝက်ဆမ်ယူနိုက်တက်ကတော်တော်လေးရလာကူးတယ်။ဒီခုနှစ်ပွဲဆော့ပြီးတဲ့ချိန်မှာတိုက်စစ်က6ဝူပဲရပြီးမှပေးကူ16ဝူတင်အောင်ရှိတယ်။ဝက်ဆမ်ယူနိုက်တက်ပေါ့နော်။ဘရန်ဖို့အတင်းကိုကြည့်လိုက်မယ်ဆိုရင်ဒါသူတို့ရဲ့နီးပြရေးကပြောင်းလာပြီပေါ့နော်စပါးကိုပြီးတော့သူတို့ဒါသူတို့ရဲ့အရန်နီးပြနဲ့ဆက်မီသွားနေတယ်။အဘရန်ဖို့အတင်းကတော့ဒါခုနှစ်ပွဲဆော့ပြီးတဲ့ချိန်မှာ9ပွဲနဲ့10ပွဲစီနီးပွဲရှုံရကူက9ဝူတင်အောင်ရှိတယ်။တိုက်စစ်က9ဝူတင်အောင်ရတာပေါ့နော်။ ခုနပွဲမှာကိုကိုဆိုတာတိုင်းဆက်ကတအားကောင်းနေပါဒါဆော့တော့လို့မရပေးကိုတော့ဆက်နေဖို့ရှိရပါတော့ပတ်စံမီနိုင်တဲ့အိမ်ဝင်ပွဲစဉ်ကြီးကြီးလိုက်ပါတော့ပတ်စံမီနိုင်တဲ့ဘလို့ဆော့ထားလဲဒါကိုချဲစီကိုဖိုင်ဘာနဲ့ရှုံတယ်စပါးကိုတရီကြီးနဲ့ရှုံတယ်ခရစ်စတာဘဲလစ်ကိုတူရနဲ့ရှုံတယ်ပါတော့ဒီနေ့ပေးကိုကြီးပဲစုစုပေါင်း10ခုရှိတယ်ဗျာပတ်စံမီနိုင်တဲ့ပါတော့ဒါမှတန်နူနူကပြောင်းသွားပြီးတဲ့နောက်ပိုင်းမှာတော့သူတို့အဘာတန်တည်ရင်ဒါအစင်နဲ့ပူးစင်းနဲ့ရှုံထားတာလားမှန်တယ်ပေါ့နော်အစင်နဲ့ကတော့ဒါကျွန်တော်တို့ မလွယ်ဘူးပေါ့နော်။နူနူရတဲ့အခုချက်ချင်းလဲလုပ်ပေးနိုင်မှာမဟုတ်ဘူး။ပြည့်ရကစားကွက်ထဲမှာအာဝင်ဖို့အတွက်ဆိုတာတော်တော်လေးစောင့်ရအောင်မယ်။ကစားသမားတွေဝယ်ရအောင်မယ်ပေါ့နော်။ပြန်ပြီးအစနဲ့ပြန်မတိစောင့်ရမယ်ပေါ့နော်။တစ်ဖက်ကဒါ brand ဖို့အသင်းကိုကြီးလိုက်မယ်။ကြီးလိုက်ပေါ့နော်။ brand ဖို့ရအဝေးကွင်းပွဲစဉ်နေ brand ဖို့တုံးကွင်းလုံးဆုံးထားတယ်။ဒါမှမဟုတ်တုံးကွင်းလုံးဂိုးရထားတယ်။ပေးဖို့ကလည်းဆွေဆွေပေါင်း၈ကိုထိလည်းရှိတယ်။ပေးဖို့တအားများတဲ့အသင်းဖြစ်တယ်ပေါ့နော်။အဲအဝေးကွင်းမကောင်းလို့ပြောနေတာပေါ့။သူရှုံးထားတာတော့ Forest 31 Sanadan 21 Fulan 31ခုမှ ဒါပေမဲ့သူ့တိုက်စစ်ကဝေရဟာဒီအချက်တစ်ချက်ကဝက်ဆမ်ယူနိုက်တက်ကိုဘူရူဟူကင်းသွားနိုင်တဲ့အချက်လို့ကျွန်တော်တို့ချက်မိတယ်ဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဒိုင်ယန်နဲ့ပွဲပယ်တွေကြီးလိုက်မယ်ဆိုလို့ရှိရင်ဝက်ဆမ်ယူနိုက်တက်ဖက်မှာဆိုရင်တော့နည်းနည်းဆော့ဆော့အရေးကြီးတဲ့ကစားသမားတွေမရှိဘူးဗောနော်တဖက်ကဘရန်ဖူဖက်မှာဆိုရင်မာဆင်ရှိမယ်မာလိုဘူရှိမယ်ဟက်ကီရှိမယ်ဗောနော်ဒါဒီကစားသမားတွေအလောင်းဖြစ်အရေးကြီးတဲ့ကစားသမားတွေမဟုတ်ဘူးဗောနော်ဒါဝိုင်းစုအော့စပေါ့ကြီးကြီးလိုက်ပါတော့ဝက်ဆမ်အနိုင်ကို2.6ပေးကို3.2ပါတော့ဘရန်ဖို့2.7ဆိုမှပေးထားတယ်ပါတော့ အာကျွန်တော်ကဒီ brand book တကူရမယ်ပေါ့နော် West Ham United ကလည်းဒီပွဲနဲ့အင်ဝင်ပွဲစဉ်ဖြစ်နေတဲ့အတွက်ပေါ့နော်ဒီပွဲကိုတရင်နဲ့အနိုင်ဆော့လာဖို့များဘောမောင်းကနဲ့ချိန်ရမယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ကျွန်တော် boosting to score yes ကြိုက်တယ်ဗျာဒီပွဲထဲမှာပြီးဘူပေါင်းအပေါ်နဲ့ body မှာ20ရင်းပြီးမှပေါ့နော် brand book ကကိုရမှတေးကြ body မှာ20ရင်းပြီးမှပေါ့နော် West Ham United ကိုအရင်ဆွန့်ပြီးကျွန်တော်ရွေးချယ်လိုက်ပါတယ်နော် West Ham United ရဲ့ boosting to score yes ရဲ့ ဒူပေါင်းတောင်းလုံးကြီးကြိုက်ပါတယ်။အတင်းပေါင်း2111ပေါ့ဗျာ။နောက်တစ်ပွဲကတော့အာလာဘက်နဲ့ဘလန်စီယာတို့ရဲ့မြန်မာဆန်တော်ချင်းတနာယီကခွဲမှာကမ်းမယ်ပေါ့နော်။ခုနဝက်ဆမ်နဲ့ဘန်ဖို့နဲ့တစ်ချိန်တည်းဒီပွဲစဉ်မှာဖွင့်ထားတာကတော့အလာဘက်အတင်းက level 50ရှုံးတော့ဂိုးပေါင်းကြီးနှလုံး20ရှုံး the table မှာကြီးလိုက်ပေါ့နော်အလာဘက်ကအဆင့်7 Valencia အဆင့်6ရှင်းမနဲ့ဆက်တမတော့မဘက်กว่าရယ် Valencia တိုက်ခိုက်ကောင်းတဲ့ခံစည်းညံ့တယ်အလာဘက်ကတိုက်စစ်လည်းကောင်းတဲ့ခံစည်းလည်းမရတယ် လန်စီယာရှစ်ဝဲသွားပြီဗျာတိုက်စစ်ကဖယ်ဖို့ပေးဖို့ဆက်လေးဖို့ပေါ့နော်တိုက်ခန်းစစ်မကောင်းအာအလာဘက်ရဲ့အင်ဂွန်းပွဲစဉ်တွေဝဲကျွန်တော်တို့ဒါထိုင်ပြီးမှကြည့်လိုက်အောင်အလာဘက်ဆော့ထားတဲ့အင်ဂွန်းမှာ၄ဝဲဆော့ထားတယ်လီဗန်ဒေ2 1တီကို1 1ကြည့်အောင်လေပြီးတော့စီမီလာ2 1ကြည့်ရှုံးတယ်ဂိုတွင်ခံရတယ်ပြီးတော့ LG 31ပေါ့နော်အဲသူကြည့်အောင်ထားတာ၃ဝဲကြည့်ရှုံးတာ၃ဝဲအဲ၄ဝဲလုံးမှာဘိုတင်းစကောတွေဖြစ်ထားတယ်ပေါ့နော်ဘလန်စီယာအတင်းကဂိုတခုတွင်းနိုင်တယ်နော်ဒီပွဲ ခံစစ်ညံ့တဲ့အတွက်ပေါ့နော်။ဒီဘက်ကဘလန်စီယာတင်းရဲ့ဝေးဝန်းပွဲစဉ်တွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်စုစုပေါင်း၄ပွဲဆော့ထားတယ်။အိုဆာဆူနာ1စီ၊ဘာစီလိုနာ6စီ၊အက်စပန်ယို2 2ဂီရိုနာ2 1နောက်ဆုံးအဝေးဝန်း၅ပွဲလုံးတက်ဘူးတွေတွင်ထားတယ်။ဒါမဲ့၃ပွဲရှုံး၃ပွဲသေးရေပေါ့နော်။ဒီပွဲစဉ်မှာအာဆာဘက်အတင်းရနည်းနည်းလေးတာတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။နိုင်ဂျီယာနဲ့ပုံများတယ်အိမ်ဝန်းပွဲစဉ်တွေဖြစ်တယ်။1 1 2 1ပုံမှန်လေးဖြစ်ဖို့အများကြီးပေါ့နော်။ ပရိုရှိမှာခရင်တော့ဒါဒါန်ရနဲ့ပွဲဖက်ကစားသမားကြည့်မယ်ဆိုရင်တော့ဒါအာရဗက်မှာဆိုရင်တော့ဂါရက်ဆိုတဲ့ကစားသမားရှိမယ်ပေါ့နော်ဆပ်စပန်မိထားတယ်နောက်တူကတော့ဒါဗလန်စီယာဆိုလို့ရှိရင်တော့ရာမာဇာနီဆိုတဲ့ကစားသမားရှိမယ်ပြီးလို့ရှိရင်ဗလန်စီယာမှာလည်းအဲ့လောက်ထိထိတဲ့တူးတူးကစားသမားတွေကမရှိပါဘူးနော်ဒါတို့အရင်ကစားသမားတွေ ဒီပွဲတဲ့မှာဖွင့်ထားတဲ့ once to spouse ရဲ့အလာဘက်အနိုင်ကို2.2တရေကို3စာနဲ့ balance အနိုင်ကို3.7ပေါ့နော်။ကိုအရင်တုန်းကတို့ဆော့ထားတဲ့ပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်။ဒါအလာဘက်အတင်းကပဲအိမ်ဝင်းနေမှာဆိုလို့ရှိရင်အသာကြီးတွေရထားတာတွေ့ရတယ်။အလာဘက်ကြီးကနောက်ဆုံးတို့ဆော့ခဲ့တဲ့9ချိန်ပေါ့နော်။ဒါ2019ကနဲ့2025ဒီတစ်ချိန်တစ်ခါမှ balance အတင်းကိုမရှုံးခဲ့ဘူးကြီးပေါ့နော်။211 222 110 10ဆိုတဲ့ပုံစံမျိုးတွေဖြစ်ထားတာတွေ့ရတယ်နော် ဘရန်စီယာအတင်းအောင်နိုင်ဖို့ကတော့မလွယ်ပါဘူးနော်တကယ်တမန်ရဖို့ကတော့တော်တော်လေးဟုတ်ခက်ခဲမဲ့ပုံစံမျိုးမှာတော့ရှိတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော် body ရောနည်းနည်းလေးလန့်တယ်ဒါပေမဲ့ကျွန်တော် body news score yes ဖြစ်မှလို့ကျွန်တော်တွက်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဂူပေါင်းအပေါ်ဆိုင်တယ်နှလုံး20ရှုံးကျွန်တော်ဂူပေါင်းအပေါ်နဲ့ဒါ body news score yes ဆိုင်တယ်အမေ body g မှာတော့အလာဘက်ကနည်းနည်းလေးတာတယ်ပေါ့နော်ကျွန်တော်ညီကိုကြီးတကယ်လို့ထိုးခြင်းတပါဆိုလို့ရှိရင်အလာဘက်ကိုပါပါလေးရိုက်ကြည့်ပေါ့နော် တေးတပေါက်ကြောက်ရတယ်ဒီပွဲနောက်တစ်ပွဲကတော့ Cremonese နဲ့ Udine တို့ရဲ့ပွဲစဉ်ပေါ့နော်အီတလီစီးရီးဒါတော့တနင်္လာနေ့15မှာကမယ်ဒါအဝေးဝင်အဝေးဝင်ဖြစ်တဲ့ Udine က level 30ရှင်ပြီးထားတယ်ပေါ့နော်ဂူပေါင်းကြီးနှလုံး60ဆိုတာပြီးထားတယ်အဲဇာယမှာကြီးလိုက်ပေါ့နော်အင်ရှင်အတင်းဖြစ်တဲ့ Cremonese ရအဆင့်30 Udine ကအဆင့်70 Cremonese ရရကို9ကိုပေးကို10ကိုပေါ့နော် Udine ကရကို6ကိုပေးကို9ကိုရှိတယ်ရမကဓမ္မ7ပဲကိုရတယ်ပေါ့နော်ဒီနေ့မှတန်တက်လာတဲ့အပင်ဖြစ်ပါတယ် သူ short ထားတဲ့အင်္ဂွန်ပွဲစဉ်တွေကိုကြည့်လိုက်မယ်နော်ကျွန်တော်နှစ်ပွဲ short ထားတဲ့ Sasuolo 2G Parma CC တစ်ဖက်က Udine ရဲ့ away win ပွဲစဉ်ဒါ၃ပွဲကိုကြည့်လိုက်မယ်ပေါ့နော် Inter Milan 2-1 Pisa 1-0 Sasuolo 3-1 away ပွဲမှာ၃ပွဲလုံးဂိုးထည့်ထားတယ်နော် Udine လည်းတဘိုးပဲရမလို့ထင်တယ်ဗျာဒီပွဲစဉ်တော့ Udine ရဲ့တိုက်စစ်ကကံပွဲဆောင်ကြည့်လိုက်မယ်ပေါ့နော် ကံပွဲဆိုမှာဆိုတူတိုက်ဆက်ကဂိုးမရထားတဲ့ပွဲတစ်ပွဲတည်းရှိတယ်အဲ့ဒါအစ်စီမီလောင်3-0နဲ့ရှုံးတဲ့ပွဲတူနိုင်ထားတဲ့ပွဲရှိတယ်အေဂျီကြားထားတဲ့ပွဲရှိရပါတော့ခရမိုနင်စီရဲ့ပွဲတွေအားလုံးကိုကျွန်တော်ကြည့်လိုက်မယ်တူတိုက်ဆက်ကဂိုးရထားတာ၄ပွဲရှိတယ်ဂိုးမရထားတာ၅ပွဲရှိတယ်ပေါ့နော်ရှုံးထားတဲ့ပွဲမှာလည်းအင်တာမီလောင်6-1နဲ့2ပွဲနဲ့ရှုံးထားတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ရမယ်ဆိုလို့ရှိရင် Wins to Os ကိုကြည့်လိုက်ကြပါခရမိုနင်စီအနိုင်ကို3-0တေဂျီကို3.2နဲ့ဦးဒင်းနဲ့အနိုင်ကို2.3တော့ပေးထားတယ် อืมဒီပွဲစဉ်မှာကျွန်တော်ဂိုးပန်းအောက်လေးကိုနည်းနည်းသဘောကျတယ်ဗောနောဂိုးပန်းအောက်ကိုပဲကျွန်တော်ရွေးချယ်တယ်ပြီးလို့ရှိရင် voting to score yes 11ဗောနောကျွန်တော်အဲ့လိုမှန်ထားတာ1110ဗောဗျာနိုင်ငံရဲ့တည်နေရပြီးလို့ရှိရင် body မှာတော့ကျွန်တော် ancient and timber chromoniency ပဲခြိုက်ပါတယ်ဒီနေ့ကတော့ပွဲစဉ်နဲ့အများကြီးလည်းမရှိတဲ့အတွက်ဗောနောနောက်တစ်ပွဲကအာတူရကီစူပါလိကကျွန်တော်ကြည့်ထားတယ်ဗောနော AU Sport Net Cushion Cushion Pasha ဗောနော data AU Sport level 30ရှင်းပေးထားတယ် ပြီးလို့ရှိရင်ဂူကောင်းချင်းနှလုံး80ရှုံးထပါပေးထားတယ်ဒါ17နိုင်မှာကံမယ်ထင်တယ်နည်းနည်းပြန်17နိုင်မှာကံမှာပေါ့နော်ဒီဘက်မှာကြည့်လိုက်ဒါကာစင်ပါရှာအစင်7 AU ဆိုပေါ့အစင်6ပေါ့နော်9မှနဲ့9မှ6မှกว่าတဲ့အောက်ကခေါင်က7မှရှိတဲ့ကောင်လမ်းပြီးပြန်ပေးထားတယ်ပေါ့နော်အိမ်ဝင်ပွဲစဉ်တွေကြီးလိုက်မယ်ဆိုလို့ရှိရင်မနက်တည်းအေးစုပွဲအိမ်ဝင်ပွဲစဉ်မှာလည်းပွဲရှိတယ်စူစူပေါင်းကိုရီးယားစပေါ်41နဲ့ရှုံးနေပေါ့နော်ဒီလိုရှိရင် ကနတာစာရေးကိုတူးစီးနဲ့ရှုံးတယ်ဒါသူ့ရဲ့တိုက်စစ်ကအိမ်ခွင်းမှာအစိုးရပေါင်း၃ခုပဲရထားမှာပေးကူရတော့တော့ကြားနိုင်မြတ်နောက်ဆုံး၈ခုလောက်ပဲရှိရပါတော့ပေးကူကအဝေးခွင့်အတင်းဖြစ်တဲ့ကာရှင်ပါရှာကိုကြီးလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အဝေးခွင့်ပွဲတွေကိုကြီးလိုက်ပါတော့သူဆော့ထားတာ၄ဝဲရှိတယ်ပေါ့နော်အပွဲနိုင်တပွဲတည်းဒီပွဲရှုံးသူ့တိုက်စစ်ကတော့တော့ကောင်းတယ်ဗျဘယ်လောက်ကြီးချနေတာမျိုးမဟုတ်ဘူးဒီပွဲစဉ်မှာဖွင့်ထားတဲ့ Warren to Oscar တော့ Ancient အတင်းအနံကို2.3တရေကို3.2ပေါ့နော်အဝေးခွင့်အတင်းဖြစ်တဲ့ကာရှင်ပါရှာအနံကို3စားကျွန်တော် ကန်စင်ပါရှာနဲ့ဘူဘောင်းအပေါ်ကိုချိန်တယ်ဘောနောဒီနေ့ကျွန်တော်ရွေးချယ်ထားတာက West Ham United နဲ့ Brentford မှာဆိုရင် West Ham United ရဲ့ BTTS နဲ့ဂိုးဘောဘောနော Alaba နဲ့ Valencia မှာဆိုရင် Botinu score နဲ့ဂိုးဘောဘောနော Cremonese နဲ့ Udine နဲ့မှာဆိုရင် Botinu score နဲ့ဂိုးဘောင်းအောက်ဘောနော Cremonese ရွေးထားတယ်ဒါ AU Super ပွဲစဉ်မှာတော့ကာစင်ပါရှာနဲ့ဂိုးဘောင်းအပေါ်ရွေးချယ်ထားတယ်ဘောနောဒါအခြေချင်းတူရင်ဆော့ပေါ့ဗျာအခြေချင်းမတူရင်လည်းရှောင်လို့ရပါတယ်နော်အတန်းနိုင်တော့တော့တေချာလေးလာထားပါတယ်တေချာကြည့်ထားပါတယ် like subscribe comment လေးလည်းပေးချပါအောင်ဒီပြင်ခံပြီးလည်းကြည့်ပေးဖို့တောင်းဆိုပါရင်ကိုလိုရအောင်ကျေးဇူးတင်ပါတယ်